ားလုံးပဲမင်္ဂလာပါရှင်။ဆ iam မစွေဖြူနူရေးသားထားသောမြောက်ပြားကအလွမ်းရာသည်ဝတ္ထုကို အပိုင်း73အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖျက်ပြပေးပါစီရှင်။ မြောက်ဖျားကလွန်ရသည် အပိုင်း73ကျမသည်အတွဲတို့၏လှူရှာဟန်ကိုအဝေးကငင်းနေသည် သူတို့သည် အမျိုးသမီး20ခန်းနှင့်အတူစကားဝိုင်းဖွင့်လျက်ဒီစကားဝိုင်းမစမီကတာယာနာပြောဝဲဓမ္မတချင်းအတူတည်ဆိုကြသည်ကချင်ဘာသာစကားဖြင့်ဖြစ်တော်လဲဒီတန်စင်ကိုကျမမစိမ်လားပါကျမတို့ရွာတွင်ကချင်အိမ်တော်စုနှင့် ရှမ်းဘမအိမ်တော်စုကတဝက်စီများရှိလိမ့်မည်ရွာဟုံးစီရှိသည်ဘုံကြီးကျောင်းရှိသည် ခရိယံဘုရားကျောင်းလေးရှိလေသည်ဘုရားကျောင်းကခေါင်းလောင်းတန်သည့်၎င်း၊လေပြေထဲတွင်ပြန့်လွင့်တတ်သောဓမ္မတခြင်းတန်သည့်၎င်း၊ငယ်ဘဝတွင်ရင်းရင်းနှီးနှီးရှိခဲ့ရသည်အခုလည်းကချင်တီတန်ကိုကြားနေရပြန်ပြီးတေးချင်းတီဆိုပြီးနောက်သူတို့၏စကားပြောပုံများကတော့အတွေ့ပြောသလိုရင်ပွင့်တိုင်ပင်ပြောကြသည့်စကားဝိုင်းဟန်ဘာတစ်ခုမှ နားမလည်သည်မို့အဝေးကိုသာငင်းနေရသည် အဝေး၌တန်လျာများ၏မြင်ကွင်းသည်အလင်းရောင် ပီသားစဲမှပင်လွမ်းစပွဲမှုံပြနေသလိုကလေးတို့ရေတံကတော့လွမ်းစပွဲကောင်းသော မြင်ကွင်းကိုတနည်းတပုံအားဖြင့်လျက်ပင်နေရာပင်ရောက်သည်ဖြစ်စေပြုံများနိုင်ခြင်းသည် သူတို့အတွက်ဖျားပေးသောဇူလက်များပင်ကလေးတို့နှလုံးသားသည်စစ်ကိုမသိ စစ်ကြောင့်ပြင်ရခြင်းကိုအစဦးနိုင်မသိနောက်တော့တဖြည်းဖြည်းတိမက်လာတော့လေလူကြီးများလောက်မပူပင်သူတို့အရှိန်၌ကာကွယ်တတ်သည့်လူကြီးများရှိသည်မဟုတ်လားအချိန်တန်လျင်ကြောင်းတဲ့စားတော့ဆော့ကစားအခုလေသူတို့သည်ရာတက်သမျှသောမြေအလွတ်တနိုင်ကစားနီပေါင်းစုံကို ကစားမြေ၃တဖွဲ့၄ငါးတဖွဲ့သူတို့၏ရေတန်လေးများကိုနှိလို့စွားပင်နားဆွဲမိသည်ဒီရေတံများကိုကြားရပြန်တော့လဲစိတ်ကဖော်ပါစာပြူလာပြန်ပါသည် ဒီမတိုင်မီကတော့ကျမသည်စိတ်လှုပ်ရှားမှုကဖြစ်စီက လူကပြိုလဲခြင်းတလို့လို့မမျော်လင့်မိရင်တိတ်ကောင်းမှသို့သောထိုခန္ဓာတွင်အမျော်လင့်ကြီးမျော်လင့်ခဲ့မိသည်မဟုတ်ရင်သို့သောအတွေ့ကိုပင်မတွေ့တော့ဟုတ်မှာပဲဟုသာထင်သည်ထင်ခဲ့သည် အတွင်းနှင့်ထိုတန်လျောက်ပဲတစ်ချိန်ပြန်ရောက်ခဲ့ရသည်အမျိုးသမီးငယ်ဝစဉ်တာသောအဝတ်အစားလူပုံစံတို့နှင့်အတွေ့ကမေးရသည်အခန်းများရှိစကားဆိုနေစဉ်အဖွာတို့ကအခန်းတစ်ခန်းစီညွှန်ပြသည်ကိုမြင်၏ အတွင်းနှင်းထူနေရသောရှောင်းလာသည်အတွင်းကအတန်ပြုံလိုက်တော့အခန်းတွေကလူရင်းတိုင်းထွက်ကြလာသည် အခန်းကတိမ်မမောင်းသည် အလင်းရောက်ဝင်ရောက်နေစဉ်သို့သောစေလုံရှောင်းရပင်ကျမအမြင်ကမသေးခွဲလူရင်းဟုသာမြင်သည်တည်တည်ချာချာစူဆန်းကြည့်တော်မှာပင်သူကိုဟန်ကပြီးသားလာသည် ထိုခဏရှင်တဲ့ ဟာဆင်းသွားဒီမှာပြိုပြချာစကလုံးမရှိ ရှင်ကုံတန်ကအပြုံကနေရက်သွားသလိုကျမမျက်လုံးများဝိုင်းလျက်စကားတို့ဒီလေချောင်းသွားတော့ပင်ရောက်မလာနိုင်တော့ဘူးထင်၏အမျိုးသမီးငယ်သည် ခလေးကိုပွေချီကကျမတို့ရှေ့သို့ရောက်လာပြီးနီးကပ်လာလီပို့ပြီးတေချာလီသူအဆိုင်မဟုတ်ဘူးလေအဆိုင်နှင့်ခက်ဆင်ဆင်တူကျင်သောမျက်နှာကိုပိုင်ဆိုင်သူတေချာကြည့်ရင်တော့နာရင်ကြပုံနဲ့မျက်နှာကြပုံမျိုးလုံးမြကုံတို့ကကွယ်ကွယ်ပြားပြား ူကကျမတို့ကိုတအံ့တအောငေလျင်ရှိလေသည်မဟုတ်ဘူးအတွေ့ရေအမအမြင်မှလိုက်တာပဲရပါတယ်အမရေ ကျမတို့ကိုရှင်းပြလိုက်ပါမယ်သူတို့ကျင်စကားအပြန်အလှန်ပြောနေကြသည်ကိုဘေးမှအသာရန်နေမိသည်လူကနွမ်းနေရလျာရှိုင်းလေးမတက်ပင်ပန်းခဲ့ပြီအမျိုးသမီးငယ်ကအစနာသောအပြုံနှင့်လမ်းပြုံပြသည်ကိုပင် မပီလှသောအပြုံနှင့်သာတုံ့ပြန်မိတော်သည် နှုတ်ဆက်၍ထိုနေရာကခွာသည့်အထိအတွဲကိုပင်စကားမပြောဆိုမီမိနစ်ပိုင်းများသောအချိန်လေးအတွင်းစိတ်ကိုအလွန်အကျော်မျောလင်းစေလျက်ပင်ပန်းခဲ့ပြီးအတွဲကမူနာလေးဟန်ဖြင့်ကျမလည်းကိုတစ်ချက်မျှစုပ်ကိုင်လိုက်သည်အာပီဟန်ရွှေစင်းကိုပင်လွှမ်းရပြီးစိတ်မလျှော့ပါနဲ့အမရေကျမတို့အခုကစကားဝိုင်းလေးလုပ်နေတာပြီးရင်စကန်နဲ့လိုက်ကြည့်ကြတာပေါ့ကျမတို့ခုနကမေးထားတာတော့ဆိုင်းမိန်ကအမျိုးတူတာ၅ရောက်ရှိတယ်တဲ့ နှစ်ယောက်ကအသက်40ကျော်တစ်ယောက်က30ကျော်မို့သွားကြည့်ဖို့မလိုတော့ဘူးပေါ့နော်အေးနှစ်ယောက်ပဲအမကြီး20ကျော်ပါတာ20ကျော်ကနှစ်ယောက်လားရှင်ကုံသောပြူလန်ပင်သည် အစိုင်းအသက်မှာအသက်23နှစ်ကျော်ခဲ့ပြီးအခုတော့အသက်20ကျော်အမီတူ အမျိုးတူနှစ်ဦးဆိုပါလားကျမမျက်ဝင်းတိုင်းစိတ်ဆောသောရောင်စင်များ ရှက်ဖြာနေမြင်ထင်ပါသည် ဟုတ်တယ်အမကြီးသူတို့အကံမေးထားတယ စကားဝိုင်းပြီးရင်သွားကြတာပေါ့ဒါနေ့မင်းစကားဝိုင်းစာမီပြင်ထားရတော့ပြန်ရောက်လာပါသည် စကားဝိုင်းအစာပြူသည် အချိန်အားဖြင့်တော့နိုင်ဝင်များရှိပြီဒီတစ်ချိန်တွင်လည်းနိုင်ရွေတာနေလာကြည့်ဟုထင်နေပြန်သည်အမြန်ပြပြစီခြင်းတလို့ဆိုင်မိုင်းနှစ်ဦးရှိရာစီတို့အမြန်သွားခြင်းတလို့စိတ်မောစာပြူလာရကပင်တဲ့ချရာသည် စိတ်ဖြီလျှော်ရာသည် စကားဝိုင်းစီငေရာသည် စကားဝိုင်းတွင်ပါဝင်နေသည့်အမျိုးသမီးများတွင်လာသားအရွယ်မှနှစ်နှစ်ဝင်ကျင်အရွယ်ကလေးငယ်တို့ကိုဘုဒ္ဓဘက်ဖြင့်ပို့ထားသူတို့လည်းတွေ့ရ၏သုံးနှစ်မှ၅နှစ်ဝင်ကျင်ကလေးများကိုအတူခေါ်လာသူတို့ကိုလည်းတွေ့ရလေသည်ကလေးတို့သည်မိခင်များကစကားဝိုင်းတွင်ပါဝင်နေ၌မြေပြင်၌စောင့်နေကြပြန်သည်တယောက်တည်းထိုင်နေရကျမအနီးသို့ဒုကန်ဆက်စုသူလေးတွေလည်းရှိရဲ့ ပတ်ဝန်းကျင်တွင်တော့နားမလည်တော့လဲကြားနေရသည့်ဘာသာစကားအတန်များကသာပြန်လွင့်ဆိုမှုစဉ်လေပြည်သည့်အေးစိတ်ခြင်းကိုတည်ဆောင်လာခဲ့ပြီးနေဆောင်ခဲ့ပြီး6နှစ်ရင်းပင်စောင်းညာဤထုံစံအတိုင်းအမောင်ကရစ်ပတ်လာတော့မီအခုတော့နေညိုချိန်ပေါ်စကန်ဝင်းတွေတွင်အခမ်းမြောက်စီကမိကုန်တလူလူလွင့်တဲ့ဆဲဖြစ်ဒီကိုမြင်ရလေသည်ညစာပြင်ဆင်မိထင်၏အဝေးကမြေကွက်လက်ကျင်း၌စော်ကစားနေသော ခလေးတထိုက်ကိုမှမမြင်ရတော့ပြီ ရီချိုးနေကြလိမ့်ပြီလားခလေးမလေးတယောက်ကတော့အဝတ်များစုလျှော်လာသည့်စလုံးတစ်ခုနှင့်မလန်မကန်ကဖြတ်သွား၏စကန်ဝင်းတနေရာတွင်အမျိုးသားအမျိုးသမီးများရေချိုးကန်များရှိသည်ကိုအတွေ့အပြောနှင့်သိကြရပြီထိုနေရာများကိုတော့မရောက်ဖြစ်သေးပါဘူးရောက်ပြီလည်းရေချိုးချင်းညံစီနေသည်ကိုတွေ့ကောင်းတွေ့ရပါမည် အထွေမြောင်းဝေဝိုင်းလွင်ပြန်စေပြက်သားပြီးသားသောအတွေ့စကားသံကိုအနှိမ်အမြင်အဝေးအဝိုင်းနှင့်ကြားလာရတော့စကားဝိုင်းစီလန့်ချင်းမိသည်အတွေ့သည့်မမယံရဲ့လူအုပ်ရှိတွင်လက်နှစ်ဖက်ဆုပ်ကားမြေဝင်းများစိတ်ပိတ်ကားဆူတောင်းနေဟန်လူအုပ်တီလဲထိုင်နေလျက်ကပင်မြဝင်းများမိလျက်လအုပ်ချီမိုး၍တသွဲလက်နှဖဲရှဲ၍တဖုံခေါင်းငုံဆူတောင်းလျက်ဆူတောင်းမှုကိုဦးဆောင်သူကတော့အတွေ့ပေါ်ကချင်ပါသားနေဆူတောင်းပြည့်၍ချမနားမလဲပါ သို့ပေမဲ့ဖြစ်နိုင်ခြင်းကတော့စူတောင်းတို့ဤတစ်ခုသော အချက်တွင်ဒီစခန်းတွင်နေထိုင်ကြသူတို့အပေါ်ဖျားရှင်ဆောင်းလျှောက်ကောင်းချီပေးပါစေဆိုတာပါဝင်နိုင်ပါသည်စူတောင်းတဲ့ဆုံးတော်သူတို့နှင့်အတူလိုင်လံရေရွမိသည် အာမင်အချင်းချင်းပြန်လဲနှုတ်ဆက်လျက်လူစုခွဲကြရင်အတွေ့ကကျွန်မအနီးသို့ရှောင်လာပါသည် စကားဝိုင်းကိုဦးဆောင်ဆွေးနွေးခဲ့ရသောညသူမျက်နှာတွင်ပင်ပန်းမှုစာရွှင်လန်းခြင်းကသာအရေးတင်နေသည်စကားဝိုင်းမစမီကပင်ပြောခဲ့သလိုအခုပင်သွားချင်ရမည်တဲ့စကန်နေကအခန်းတစ်ခုစီသွားရင်အတွေ့ကအသိဖြစ်နေပြီပြီအောင်လီနဲ့မောရာတို့ကတော့စကန်တာဝန်ခံနဲ့စကားပြောရင်းစောင့်နေကြပြီမြင်ကျမတို့ဒီခမ်းမကျဲပဲစီမလက်ရဘက်သို့ချိုခွေလျှောက်လာသည်မြေကွက်လက်ကျဲကိုဖြတ်သည်တညီတည်းရှိသောတန်လျာတို့၏ထိတ်တွင် ဘလောက်ကိုညွန်သည့်ဆိုသော အမတ်သားစလုံးများအတွင်ကစာအုပ်ထုတ်ကရေးမှတ်ထားသည်တို့ကိုပြန်ကြည့်သည်ပြင်းနေကျမကို ကောင်းငိမ့်ပြားကတတရားမြောက်လမ်းချလေးတို့ချိုချလိုက်ပါသည်ကောင်းမှုပြပြအင်ကန်တန်လျာတို့သည်မျက်စိတစုံပင်တည်ရှိကြသည် အိမ်တော်စုတစ်ခုစီအတွက်အိတ်ခမ်းမိဖို့ကမ်းပါ အခန်းတခန်းစီနေရာချပေးထားသည်ကိုမြင်ရလေသည်မိဖို့ကံကအရှိအပြင်ကမ်းပါအောက်ခံမြေသားပေါ်မှာပင်အိတ်ခမ်းကတော့တဆင့်အမြင်၌ဝါကြံခင်ထား၏မိသားစု တစုများအိမ်နိုင်ရုံအခန်းများအိတ်ခမ်းနေတို့အထဲတို့ကဲကြည့်တော့အင်ရှင်မတော်သည်ချမီးပိုလီများနိုင်ကြသောချက်ပြုံနေကြစေခလေးတချို့ကမိခင်အနီးတို့ကန်လျင် ဆောင်းရီအငွေသက်ကတော့အခန်းလေးများတဲ့တိုးဝင်စားပြူပြီးသူတို့တွင်အနှွေးတဲ့လုံလုံလောက်လောက်မှရှိပါရဲ့လားကျွန်မမသိပါကြောက်ခဲများဖြင့်ခိုလိုခိုလိုဖြစ်နေသောလမ်းသွဲလေးပေါ်ကျွန်မတို့တရွေ့ရွေ့ရှောင်လာကြသည် ရှေးကဦးဆောင်လေးရဲ့သွားနေသောအတွဲကတော့ဟိုအခန်းစီအခန်းစီမျောကြည့်လိုက်စကားလမ်းပြောလိုက်နဲ့ကျွန်မတို့ရှာဖွေနေသောအခန်းကိုပဲမင်းမြန်ရှာဖွေနေသလားမိတ်ဆွေပြင်ရင်နှုတ်ဆက်နေသလားမသိနိုင်ကျွန်မမှာတော့သူ့နောက်ကလိုက်ပါရင်စိတ်ကမိုးရွေနေပါသည် တချိန်လွှဲချော့ခဲ့ပြီးနောက်ပြန်တချိန်များလွှဲချော့အောင်မလဲတချိန်တည်းနှစ်ချိန်တိုးလာသည်နှင့်အမျှကျမစိတ်ကခံနိုင်ရှိပါအောင်မီလားဘယ်အချိန်မှများနွမ်းလျပြိုလဲလိမ့်မလဲဝမ်းနေစိတ်သည်လူကြီးစိတ်နှလုံးကိုရိုက်ခတ်ရ၌အပြင်းဆုံးသောလက်နက်သားပင်ဒီခန်းထဲအမရေးဟူအတွဲကကျမဘက်သို့လှည့်၍ဆိုလိုက်ကခြေလက်များကိုရှက်လိုက်ပါသည်အခန်းသည်ကျမတွေ့မြင်ခဲ့သောအခန်းများစွာလိုပင်မိဖို့ကံကအရှိရင်ရှိသည် အတွင်းဘက်ကတော့အိတ်ခမ်းမိဖို့ကန်းတွင်တင်မီတောင်ရဲ့အိုတလုံးတဲထား၏အင်းရှင်မကတော့မိဖို့အနီးတွင်မရှိပေအတွင်းကန်းတွင်တော့ကလင်ကိုတန်းမိခင်ချော်မြူတန်းကိုကြားရသည်အင်းရှင်မသည်တယောက်သောဆိုင်းပိုင်းကျမသည်လက်ချောင်းများအချင်းချင်းစုံနေရင်လူကတထိတ်ထိတ်ဖြစ်စားပြူလာသည် အတွင်းလန်ကော်တန်းကိုကြားရသည်အတွင်းကန်းကလှုပ်ရှားတန်းတဲ့ထို့နောက်လွင်ကနေပေါ်ထွက်လာသည့်ပါလျားလျာကိုနေဟန်း ခန့်ညိုညိုအသားရေတွေလျတော်မျက်နှာတွင် ဝင်းကျဲသောမျက်ဝန်းများမင်းယူအနေငယ်ကားပုံကျမပင်သက်ရှိုက်ချလိုက်မိပါသည်ရင်အခုံရရပါပြီမဟုတ်ဘူးအတွေ့ရဲ့အတွေ့ကအပိပြုံးလေးပြုံးလေးရဲ့ကျမကိုနှစ်သိမ့်လိုက်ပါသည်သူတို့နှစ်ဦးအပြန်အလှန်ပြောနေကြသောစကားသံများကိုခြားရသည်ကျမ၏ရှာပုံသောခရင်အကြောင်းဖြစ်ပေမည်မျိုးသမီးစာနာသော မျက်ဝင်းများကျမထံအချိန်ချင်းရွှေလာတော့သူ့အပြုံကိုတုံ့ပြန်ရသည် ကချင်စကားဖြင့်တခွန်းဆိုတော့အတွေကပြောပါသည်အမညီမလေးကို ရှာတွေ့ပါစီလို့ဖေရစီမှာဆူတောင်းပေးပါတယ်တဲ့ဂျေဂျူကပါနော်ဟုအပြုံအယေနေဆိုရသည်ကျမတို့နှုတ်ဆက်ထွက်ခွာခြင်းအထီတိုင်းသူသည် အခန်းဝ၌ရက်ကြီးနေမော်စေသူသည်လည်းညီမငယ်တူဦးအပေါ်တန်ရောစင်ကြည့်တတ်သူလေလားသို့တော့ကျမတို့တော့အတူရှိစဉ်ကတန်ရောစင်အရေးတစုံတစားပင်မပြတတ်ခဲ့သူဟုတ်မည်မထင်ပါ အတွဲကလမ်းသွင်းလေးပေါ်မှတစ်ဖက်လမ်းမြောင်းသို့ကြွေလိုက်သဖြင့်ကျမသူ့နောက်သို့ထက်ချက်မကွာလိုက်ရပါသည် ကချင်တွင်မှမရန်မရစ်လဖိုင်စသည်ဖြင့်အမျိုးတွေရှိတယ်လေအမဥပမာမရန်ဆိုရင်မရန်မျိုးချင်းပင်မှာပဲတွေ့လိုက်တွေ့လိုက် ကိုးဆွေမျိုးသွားခြင်းလို့သဘောထားကြတယ် လူကြီးတွေပြောပြတာဆိုရွာတွေဘက်ကိုရောက်သွားရင် ကို့အမျိုးမီပြောပြီးတော့မိတ်ဆွေဖွဲ့အမျိုးဖွဲ့ရင်အရင်ကမတွေ့ဘူးလေအမျိုးတူချင်းတကယ်မောင်နှမသားချင်းလိုပဲတဲ့သူက အမညမလေးအဆိုင်ကို သူညီမလိုခံစားရတယ်တဲ့တွေ့ပါစေတဲ့အော်စောစောကတွေ့လိုက်ရတော့မြေဝင်းများဤစာနာရေးကိုအခုမှပို၍နားလဲရပါတော့သည် သူတို့တွေမှာအမျိုးတူချင်းမတွေ့ဘူးသူလေမောင်နှမလိုသဘောထားနိုင်သည်တဲ့ ကျမကတော့တိမ်တဲ့အတူနေခဲ့တာတော့အချစ်မပြခဲ့ဘူး။နားလေတည်မြင်ချိန်မှပင် မာနထားခဲ့သူ အခုတော့လေအဝေးကပြေးလိုက်သူရှာဖွေသူ။နောက်တိမ်ရှိသေးတာပေါ့နော်။ကျမ၏အမေစကားတွင် မျောလင်းစိတ်ဆောမှုများစွာ စီးမျောပါသွားလေသလားမသိ။အတွေ့ကနောက်သို့လဲ၍ပြုံပြလိုက်ပြန်ပါသည်။ရှိဆိုရင်ရောက်ပြီးအမကြီးလမ်းမြောင်လီမာသည်တဖက်လမ်းသွဲသို့ချိုးလိုက်ပါသည် စင်တူမြင်နေကြပုံစံတန်လျောင်းမြင်ကွင်းကဘွားကနေပေါ်လာသည်အတွဲသည့်အကန့်တကန့်ရှိနိုင်ရင်အနီးကပ်ကအေးလူလူထိုင်နေကြသော အမျိုးသမီးများကိုစကားတခုနှစ်ခုပြောနေသည်အမျိုးသမီးတဦးကတနေရာသို့လက်ညုံညုံလျက်ပြန်ပြောနေပုံအခန်းညုံနေပုံဒီလိုနှင့်ရှာဖွေနေခဲ့သောအခန်းစီသို့စိုက်ရောက်လာသည်ဒီတစ်ချိန်တွင်တော့မိဖို့ကန်တွင်အမျိုးသမီးတဦးရှင်နေနေသည် ူ့အနီးတွင်တော့သုံးနှစ်ခန့်အရွယ်ကလေးငယ်တူကထွေကန်ရဲ့နောက်ကျောကကြည်လင်ပြီးအမျိုးသမီးချင်းတူဦးသေးသားသည် အမှန်ပြီးဒီဘက်လဲလာတော့အသက်60အရွယ်ဖြစ်နေသည်ကို တွေ့ရပါသည် အတွင်းနီးသူစကားဆိုရင်ကျမငင်းနေရသည်စိတ်စောလျက်ညှိုးလင့်တကြီးခံစားမှုနဲ့စိတ်စောလျက် မရန်ဆိုင်မိုင်ဒီနေရာမှာမရှိဘူးလားအခုလို့ဆိုပြန်တော့ကချင်စကားမတက်တာပဲစိတ်မကောင်းစရာဖြစ်လာပြန်သည် သူတို့စကားပြောသည့်အထိဆောင်းရသည်မှာစိတ်မြန်သောကျမအတွက်ရင်မောစရာအမကြီးရေချိုးသွားလိုက်တဲ့ကျမတို့ခဏဆောင်းမလားသူပြောတာတော့သူ့ချွေမကမုံမောင်မျိုးနေကားတော့ဟုတ်တယ်တဲ့ဒါပေမဲ့မိသားစုတွေမရှိတော့ဘူးလို့ပြောနေတယ်ကျမမျက်မှောင်ကျုပ်လိုက်မိပါသည်အဆိုင်များလား အဖေသူ့ပေါ်စိမ့်သွားသည်ကိုပဲသူဘက်ကဝမ်းပန်တနေမေးဖြောင်းလိုက်တာလားအမန်တော့သူ့မိခင်လည်းရှိသေးသည်ပင် ကျမကိုတော့သူ့ပေါ်ငကိုကားပင်စိမ့်ထဲ့တွေ့နိုင်မည်မဟုတ်မိသားစုတွေမရှိတော့ဘူးဆိုသည့်စကားတစ်ခုနဲ့ပင်ကျမစိတ်ဝင်စားလာပါသည်ဆောင်းနာပေါ်ညီမရေကျမတို့ကိုတက်သားခုံမူလေးများထုတ်ပေးသည်မိဖို့အနီးဝိုင်းတိုင်းကြသည် အတွင်းကကလေးကိုမြူတော့ကလေးကခိုခိုကိကိရဲလေးရဲ့ စစ်ပြေလာတော့ကတော့မွေပြေလာသားလောက်သားရှိအောင်မြေကလေးအခုတော့ဒီနေရာမှာပဲနေထိုင်ရတာအိမ်ဖြစ်မှတ်ယူရတာနည်းနည်းလောက်ရှိပြီးထင်ပါသည်မိညွန့်လေးကနီနီရဲရဲဟင်းအိုဖုံးကိုဖွင့်ကားမွေတော့အာလူဟင်းကားပပွဲစုလေးမိဖို့ကြီးတဖက်နေရန်ကတံများတွင်တိုလီမုတ်ဆများထည့်ထားသည်ပလတ်စတစ်ထုံများချိတ်ဆွဲထားသည်ကအစီကြီးပကံစင်လေးပေါ်တွင်တော့အခန်းတိုင်းစင်တူတွေ့ခဲ့ရသည့်ပကံခွက်ရောက်အချို့ဒီအခိုက်ခြေတံကြရသည် ခါကြော်ကြော်သားရှိသည့်တကားဝါလီကိုတွန်ဖွင့်လိုက်တန်းကျမတို့လှည့်ကြည့်စဉ်အသက်20ကျော်အရွယ်မိန်းကလေးတဦးကိုတွေ့ရသည်ဇလုံးတစ်လုံးတွင်အဝိစုများထဲလျက်တစ်ဖက်မှာတော့ပုံတစ်လုံးကင်ဆွဲလျက်ဝါတကားကိုကင်ကားလှန်လက်စချီလက်များကိုရက်၍ဧည့်သည်တွေကိုနှီးလျက်သူရုပ်တွင်ကိုမြင်သည်နှင့်ပင်ရင်နိုင်ဟာရပြန်မာသည်အဆိုင်မဟုတ် လွေပြန်ပြီလျက် ကျမကောင်းကပြတော့အတွင်ကတပတ်မင်းကလေးအမျိုးသမီးတို့နဲ့စကားဆိုသည် ကျမကတော့ပြုံပြယုံချီချူးကပါဟုပြောလိုက်တော့အတန်မှလည်းတိုးလျားလျားသူတို့ကနှုတ်ဆက်ကလည်းပြန်ရတော့ခြေလဲများရှိုင်းနေစားဖြူလိပြီးစူရက်ဒီအခုမှပင်ပို၍ဝေးသွားလေသလားဆောင်းသည်စကန်ဝင် အတွင် အသက်ဝင်လျက်ရှိပြီးဆောင်းလေးခက်ချမ်းချမ်းတိုးဝေးလျက်ကျမတို့နှုတ်ကိုလေးအေးများတိုးဝေးသည် လေကအမှန်ပင်အေးလာသည်သို့သောကျမမှာတော့အေး၍အေးမှန်ပင်မသိစိတ်ပူကိုလေက မတူနိုင်စိတ်ထဲကဖူလောင်သည့်အချိန်မှာ မျက်နှာပြင်သို့ပင်တည်ဟန်နေရသည်ထင်၏မျိုးလုံးဤသို့လေတစ်ချက်ထိတွေ့လျင်တော့အေးများမှုကိုခံစားရသည်မြေကြီးစာတို့ကမျက်ဝန်း၌ခိုခဲ့ပြီးသည်ဟုတ်ကဲ့ပါရှင်နောက်တစ်ပိုင်းကိုဆက်လက်ဖတ်ပြပေးသွားမှာမို့စောင့်မျှော်ပေးကြပါအောင်နော် ဆီယမစပယ်ဖြူနူရေးသားထားသောမြောက်ဖြားကလွမ်းရာသည်ဝိတုကို အပိုင်းဆက်သုံးအနေဖြင့်ဖက်ပြပေးခဲ့တာမှာနာဆင်ပေးခဲ့ကြသူဒုတိယချင်းစီတိုင်းကိုလည်းခြေသူအထူးပဲတင်ရှိပါရယ်နော်အားလုံးလေးဘေးရန်ထရအပေါင်းမှကင်ဝေးကြပါစေရှင်